အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ဖတ်ပြပေးခြင်းနဲ့စာလေးရတော့ဆရာဟမ်ဆိုင်စေးမန်းရဲ့တတိယလူနဲ့မဂ္ဂဇင်းဝိထုတို့များဆိုတဲ့စာအုပ်လေးတွေကအစုံအစံစီးဆင်းခဲ့တော်လဲဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်ရှင်အစုံအစံစီးဆင်းခဲ့တော်လဲအခုရက်ပိုင်းတွင်လူနာတွေကျွန်တော်ကို ပေးသွားတဲ့ပတ်စံအများစုကတထောင်နဲ့အစ်စ်တွေကြီးဖြစ်နေတယ်အစကတော့အံ့ဩတယ်လို့ဖြစ်မိပေမဲ့ လူနာတချို့ကိုမေးကြည့်မှຫນွေစပားအတွက်ရွာတဲကတောင်သူတွေကိုအစိုးရဘဏ်ကပတ်စံထုတ်ချေးပေးတာမကြသေးခင်ကလို့သိရတယ်။ပတ်စံအစ်ကလေးတွေမြင်တိုင်းဘဏ်တစ်ခုခုကိုအကြောင်းတမျိုးမျိုးကြောင့်ရောက်သွားမိတဲ့အချိန်တိုင်းကျွန်တော်ရင်ထဲမှာအတိတ်ကိုတန်းတပြီးဝမ်းနေဝမ်းသာခြင်းတွေကို တပြိုင်တည်းခံစားရတယ်။အခုလဲစေကန်းနဲ့ထိုင်နေရင်လူနာပေးသွားတဲ့တထောင်နဲ့အစ်ကလေးနှိမ့်ဝက်ကိုကင်လို့ကျွန်တော်ရဲ့စိတ်တွေကအတိတ်ကာလကို ရွေ့လျားသွားတော့တယ်။ ဒီနေ့မနေ့ခန္ဓာဗေဒစာမေးပွဲဖြေရမှာမို့မင်းညာကနှစ်နာရီထိစာကြက်ခဲ့တော့အချိန်မူတူဖြစ်ပြီးကျွန်တော်ရဲ့စိတ်တွေကထိုင်းမိုင်းနေတယ်။စာမေးပွဲအခန်းထဲမဝင်ခင်ရင်မက်ထဲမုန်းကြက်နေလို့ဖျားစာတွေတွတ်တွတ်ရွတ်ဆိုနေမိတယ်။စာမေးပွဲအခန်းထဲမှာနှစ်နာရီနီးပါးထိုင်ဖြေပြီးပြန်ထွက်လာတဲ့အချိန်၁၇နာရီခွဲနေပြီ။စာမေးပွဲမဖြေခင်ကသာစိုးရိမ်နေရတာပါ။တကယ်တမ်းစာကြက်ထားတဲ့အခါစာမေးပွဲအခန်းထဲရောက်တာနဲ့စာတွေကသူ့လိုလို ထွက်လာတာပဲ။ ဖြေပြီးရနဲ့စိတ်တွေကလွတ်လပ်ပေါ့ပါသွားရောဆိုင်ကယ်ထားရနေရာကိုသွားနေတဲ့ကျွန်တော်ခြေလန်းတွေကတွက်လက်မြန်ဆန်နေတယ်။ဆိုင်ကယ်ထားရနေရာရောက်တော့မိုးကဆိုင်မစင့်ဘုံမစင့်ဝေါကနေရွာချလိုက်တာစေးကြောင်းနဲ့ပြန်ပြေးချိန်တော့မရဘူး။မိုးမင်းကိုချိန်ဆဲလို့မိုးရွာထဲမှာပဲဆိုင်ကယ်စီးပြီးအဆောင်ကိုပြန်လာခဲ့တယ်။မန္တလေးမိုးကတော့ပြောမပြောချင်ဘူး။ရွာချတာမှမကြသေးဘူး။လမ်းပေါ်မှာရေတွေပြည့်နေပြီ။ဒီနေ့တော့ဘလောက်ရွာရွာ ရွာစမ်းပါစေမနှက်ဖြန်မိုးမြွာရင်ပြီးရောဒါမှအចောင်းပိတ်ရက်မှာချစ်သူနဲ့ပြင်ဦးလွင်တက်လဲလို့ရမှာအဆောင်ရှိရောက်တော့အကိုဝမ်းခွဲကအိမ်နေရင်အဝတ်အစားတွေနဲ့အဆောင်အောက်မှာထိုင်နေတာတွေ့ရတယ်။လာမှမကုန်သေးတာ။အိမ်ကပတ်စံပို့ခိုင်းလိုက်တာလည်းမဖြစ်နိုင်ပါဘူး။ကျွန်တော်ကိုမြင်မြင်ချင်းအကိုကညီလေးမင်းဖုန်းကဘာလို့စက်ပိတ်ထားတာလဲ။အကိုမနဲ့ခရေကရောက်နေတာ။အတော်နေမကောင်းလို့ညီလေးကိုလာခေါ်တာ။မနဲ့ခရေကဆောင်းမေးပွဲဖြေရမှာမို့ ဖုံးပိတ်ထားခဲ့တာပဲ။ဆောင်မူးပွဲမဖြေခင်ကျွန်တော်ရင်ထဲတင်းကျက်ကျက်ကြီးဖြစ်နေတာဒါကြောင့်များလား။အမေအတွက်စိုးရိမ်ပူပန်ပြီးကိုကြီးကိုမေးခွန်းနေတဲ့ဆက်မေးမိတော့လေ။အမေဘာဖြစ်လို့လဲ။ဆရာဝန်မပြဘူးလား။အခုရောဘယ်လိုနေသေးလဲ။အမေဘာမှမဖြစ်ဘူးမို့လား။ဆရာဝန်ပြထားတယ်။အတော်ကညီလေးနဲ့တွေ့ကျင်နေဆိုလို့ကိုကြီးအမေဘာမှမဖြစ်ဘူးမို့လားယင်။အမေဘာမှမဖြစ်ဘူးမို့လား။ပြောပါကိုကြီးကအမေဘာမှမဖြစ်ဘူးမို့လား။ကိုကြီးပခုံးကိုကျွန်တော်ဆွဲကင်ပြီးမေးတော့ ညီလေးစိတ်အေးအေးထားအတော်ဘာမှမဖြစ်ပါဘူးကျွန်တော်ရဲ့အကြည့်စူးစူးတွေကိုရှောင်လွဲပြီးအကိုကဖြေးညင်းစွာဖြေးတယ်လာကိုကြီးအမြန်သွားစို့မိုးရွာနေတာကို အင်ကြီးလဲပြီးမိုးကဝက်ခဲအောင်ညီလေးကျွန်တော်အခန်းထဲအမြန်ပြေးပြီးအဝတ်အစားလဲလို့ကိုကြီးဆိုင်ကဲနောက်တက်လိုက်လာခဲ့တယ်ကျွန်တော်တို့ရွာကမန္တလေးနဲ့ဆိုဆိုင်ကဲနှစ်နာရီနီးပါးစီးရတယ်တေချာစဉ်းစားကြည့်မှကျွန်တော်ရွာကိုမပြန်ဖြစ်တာလေးလာကျော်သွားပြီ စေချောင်စတက်ခါစားကတော့ကျောင်းပိတ်ထာနဲ့အိမ်ကိုတန်းပြန်တာပဲနောက်တော့တလတစ်ခါပဲပြန်ဖြစ်တော့တယ်တလတစ်ခါအိမ်ပြန်နေဆိုတာကလည်းတလစာပတ်စံပြန်ယူတာဒုတိယနှစ်ရောက်တော့စာရီကလည်းများတဲ့အပြင်ရီးစားရပြီးအိမ်ကိုမပြန်ဖြစ်တော့ဘူးကြောက်စဲပန်ကနေပဲငွေလွှဲခိုင်းရတယ်ဒီနေ့မှ88လမ်းမကြီးပေါ်မှာဆိုင်ကယ်တွေကားတွေကပိုရှုပ်နေတယ်လို့ပဲမိုးကတဲနေရာကဆဲသွားပြီး ကျွန်တော်လက်ဖြားခြေပြားတွေမှာအေးဆက်နေပေမဲ့ရင်ထဲမှာတော့အမေကိုစိုးရိမ်စိမ့်နဲ့ပူလောင်နေခဲ့တယ်။စိတ်ပူနေလို့လားမသိဘူး။ကိုကြီးဆိုင်ကမောင်းတာနှေးလိုက်တာ။ကိုကြီးမြ мян မောင်းပါဟာ။ဟာဒီထက်မြ мян မောင်းရင်ဝင်တိုက်ဖို့ပဲရှိတော့တယ်။စိတ်အေးအေးထားတော့ဘာမှမဖြစ်ဘူး။ဆိုင်ကမောင်းရင်ထွက်ပေါ်လာတဲ့ကိုကြီးအတန်တွေကတုံတုံရီရီအိမ်ကိုအ мян ပြန်ရောက်ချင်ပါတယ်ဆိုမှ မန္တလေးကျွဲဆယ်ခန်းအထွက်ကမီးပွိုင်မှာမီးနီမီနေသေးတယ်။လမ်းမီးကဘန်းစီအကြည့်ရောက်သွားတော့ကျွန်တော်အိမ်မပြန်ဖြစ်လို့အမေကို ဖုန်းဆက်ပြီးဘန်းကနေငွေလွှဲခိုင်းတဲ့နေကိုသတိရသွားတယ်။ဟဲ့သားအမေမဘန်းကိုမသွားဘူးလား။အမေမသွားတတ်ပါဘူး။တားအိမ်ကိုပြန်လာခဲ့လေ။ဟာဗျာအမေကလည်းလွှဲမဲ့ပစံရဲ့အမေမပုံတင်နံပါတ်ရဲ့တားမပုံတင်နံပါတ်နဲ့ဖုန်းနံပါတ်သာယူသွား။ဘန်းကဝန်ထမ်းတွေလုတ်ပေးလိုက်မယ်။ ။ตาကစာချက်နေရလို့ပါ။နော်အမေနော်လို့။တကယ်တော့ဘန်းဆိုတာအမေအတွက်အစိမ့်သက်သက်ပါ။ကျွန်တော်ပူစာလွန်းလို့သာ အမေနဲ့ဘန်းကစုံစည်းရတာပါ။အမေနဲ့အဖေကတောသူတောင်သားပြီးပြီးအလွန်ရိုးကြတယ်။တနစ်နေလို့ကြောက်စဲမျိုးပေါ်တစ်ခေါက်မရောက်ကြဘူး။လူရှုပ်ထွေးတဲ့နေရာတွေအစိုးရဌာနတွေကိုတွားရမှာအရန်ကြောက်ကြတယ်။အဖေကလဲတွေကိုအငှားချထားပေမဲ့ဘက်ထရီအားအိုးသွင်းဆိုင်ဖွင့်ထားတော့အပြင်သွားလို့မရလို့ကျွန်တော်စီ ငွေလွှဲဖို့ကြုံတိုင်းအမေပဲဘဏ်ကိုသွားရတယ်။မီးပွိုင်းကအထွက်မြို့ပြင်ရောက်တော့ကိုကြီးကဆိုင်ကယ်ကိုအချိန်တင်ပြီးမောင်းတယ်။ဆိုင်ကယ်အနောက်ကထိုင်လိုက်ရင်အမေဘာဖြစ်နိုင်မလဲစဉ်းစားနေမိတယ်။အမေမှာယောဂါဆိုလို့သွေးတိုးပဲရှိတာပါ။ဒါပေမဲ့သွေးတိုးယောဂါဆိုတာတိတ်တဆိတ်လူသက်သမားလို့တကွာလုံးကလက်ခံထားတယ်မဟုတ်လား။ဒီနေ့ဒီနေ့သွေးတိုးကြောင့်ဆုံးပါနေတဲ့လူတွေကနေတာမှမဟုတ်တာ။ ကျွန်တော်ကိုမန္တလေးထိလာခေါ်တာအမေများသွေးတိုးကြောင့်အုံနောက်သွေးကြောပေါက်သွားပြီလားလေးဖြတ်သွားတာများလားအမေကစိတ်ထားကောင်းတဲ့သူပဲအဲ့လိုမျိုးတော့မဖြစ်တော့ပါဘူးလို့တွေးမိပြန်တယ်ဒါပေမဲ့အတိတ်ကံကြောင့်ဖြစ်ခဲ့ရင်ရှောင်လွဲလို့မှမရတာကျွန်တော်ပါမှာမျက်ရည်တွေစီးကြလာတယ်အမေကကုသိုလ်တရားတွေနေ့တိုင်းလုပ်နေတဲ့သူပဲအမေဆုံးသွားခဲ့ရင်တော့ကောင်းရာသူဂတိလာမှာပါလေဒါပေမဲ့အမေဘာမှမဖြစ်ပါစေနဲ့ ကျွန်တော်အမေကိုမခွဲနိုင်သေးဘူးအမေကိုအဆုံးရှုံးမခံနိုင်ဘူးအမေဘာမှဖြစ်ပါစေနဲ့အမေဘာမှဖြစ်ပါစေနဲ့ဖျားကျွန်တော်စိတ်ထဲကနေစုရီတောင်းလိုက်ရသမျှဖျားစာရီဆိုလိုက် ကျွန်တော်နဲ့အမေကြားကအမတ်တရရီမြင်အောင်လိုက်နဲ့ရှီလျားလွန်းနဲ့နှစ်နာရီကြာအိမ်ပြန်ခရီးကိုစိတ်တထင်ထင်နဲ့ဖြတ်ကျော်ခဲ့ရတယ်အိမ်ရှိရောက်ရောက်ချင်းဆိုင်ငယ်ပေါ်ကဆင်းပြီးအိမ်ထဲပြေးဝင်မိတယ်အဖေကဘက်ထရီအားအိုးသွင်းတဲ့အခန်းထဲမှာလူတချို့နဲ့စကားပြောနေတယ် အဖေကအမေနားမှာမနေပဲဘာလုပ်နေလဲမသိဘူးအဖေကိုစိတ်တူပြီးထွက်ပေါ်လာတဲ့ကျွန်တော်အတန်တွေကမဆက်ဆက်အဖေအမေရောအမေဘယ်လိုနေသေးတုန်းအဖေကမိဖို့ကြောင့်ဘက်ကိုမင်းငေါ်ပြနေတော့အမေကမိဖို့ကြောင့်နေကထွက်လာတယ်ကျွန်တော်စီပြေးလာပြီဟောငါသားကြီးပြန်လာပြီအမေနေမကောင်းဘူးဆိုအခုဘယ်လိုနေသေးလဲကိုကြီးကဆိုင်ကယ်ကိုမကြီးပင် အရိပ်ထောက်ရင်တခိခိရေတော့ အဖေနဲ့အမေကပါတယောက်မျက်နှာတယောက်ကြည့်ပြီးရေကြတယ်။အမေဘာမှမဖြစ်ဘူးသား။တားကိုလွမ်းလို့မောင်ဆိုးကိုညာခေါ်ခိုင်းလိုက်တာ။ကျွန်တော်ရင်ထဲကအပူလုံးကြီးကိုတက်ပြင်းရှည်တစ်ချက်နဲ့အတူလွှင့်ထုတ်ပြီးဟာတားကတော့တကယ်မှတ်လို့စိတ်ပူလိုက်ရတာ။ကိုကြီးကလည်းကျွန်တော်စိတ်ပူနေတာသိရတဲ့အနေအမှန်တိုင်းမပြောဘူး။ကိုကြီးပဲလှည့်ပြီးကျွန်တော်ကရန်လို့တော့အမေကကျွန်တော်လက်ကိုစုပ်ကန်ရင်းမောင်ဆိုးကိုဘာမှမပြောဖို့အမေမှလိုက်တာ။ ဒီလိုမှမခေါ်ရင်တားကအိမ်ပြန်မလာဘူးလေစာချက်နေရလို့ကျူရှင်တက်နေရလို့မအားသေးလို့နဲ့အစင်ကြီးပေးနေတာလေးလာကျော်သွားပြီဒီနေ့တားကြိုက်တဲ့ဟင်းတွေကြီးချက်ထားတာတားခဏနားပြီးအမြင်ပြင်းမင်းမယ်ကျွန်တော်ကမျက်နာစုပုတ်ပုတ်နဲ့အမေကိုစိတ်ဆိုးချင်အောင်ဆောင်ပြီးတွားအဲ့လောက်နဲ့တော့မကျေနပ်ပါဘူးတားပြန်ရင်မုံဘူပူပေးရမယ်အင်းပြီးမှာပေါ့ဒီလာကုံလုံးကလည်းတားတောင်းတာထက်အမေပူလွှဲလိုက်တယ်လေရောက်တယ်မဟုတ်လား အမေကလည်းဘန်းကလွှဲတာပဲရောက်တာပေါ့အင်းအဲ့ဒီပတ်စံအားလုံးအစ်စ်တွေပဲမဟုတ်လားဗျာကျွန်တော်နားမလဲစွာနဲ့အမေကိုငေးကြည့်မိတယ်အမေနဲ့အဖေကအသက်40ကျော်မှအိမ်ထောင်ပြုပြီးကျွန်တော်ကိုမွေးခဲ့တာအမေရဲ့စံစားတွေက ဖြူနေပြီအမေမျက်နှာမှာအရေးချောင်းတွေကထင်ရှားနေပြီခါကအနှဲငယ်ကိုင်းလို့သွားတချို့ကမရှိတော့ဘူးဒါပေမဲ့ ျွန်တော်ကိုကြည်လာတဲ့အမေမျက်ဝန်းတွေကတော့စမ်းရည်လိုအေးမြပြီးလရောင်လိုနှွေးထွေးတဲ့မြစ်တာဓာတ်တွေနဲ့တောက်ပနေခဲ့တယ်။ဟဲ့သား၊ဘာငင်းနေရလဲ။အမေလွှဲလိုက်တဲ့ပတ်စံအစ်စ်တွေရလားလို့ဟုတ်တယ်သားကြီးကသားမေကဘက်ထရီအားအိုးလာရွေးတဲ့ပတ်စံအသစ်ဆိုချက်ချင်းသိညတိုင်းလဲကုံစုံဆိုင်ကဒေါ်ဘူးမစီပတ်စံအဟောင်းနဲ့အသစ်သွားလဲတယ်။လကုံနာနဲ့သားစီသွားလွှဲတာပဲ။အဖေကအားတက်သရောရှင်းပြနေပေမဲ့ကျွန်တော်ကတော့ပြောစရာစကားလုံးတွေပျောက်ဆုံးနေခဲ့တယ်။ ဘလောက်တောင်ဝမ်းနေစရာကောင်းလဲကျွန်တော်ကသာမြို့ပေါ်မှာကြောင်းတက်ပြီးခင်းနဲ့မျက်ခြေမပြတ်ခဲ့တာလေးတန်းထီကြောင်းတက်ခဲ့ရတဲ့အမေနဲ့ဖုန်ကြီးကြောင်းထွက်အဖေကဘန်ရဲ့ငွေလွှဲစနစ်ဆိုတာကို မသိရှာဘူးကျွန်တော်အိမ်ပြန်ပြီးပတ်စံယူတိုင်းတထောင်နဲ့အစ်စ်ကလေးတွေကြီးပေးတာကိုသတိထားမိပေမဲ့စပားရောင်းထားလို့ပတ်စံအစ်စ်တွေတလုံးတစ်စီးတည်းရထားတယ်ပဲထင်နေခဲ့တာဟဲ့သား အမေမေးတာဖြေအောင်လေတော်ကြဘန်ကလူတွေကပတ်စံအစ်တွေကိုအဟောင်းနဲ့လဲပြီးပို့မဆိုးလို့ဘန်ရဲ့ငွေလွဲစနစ်ဆိုတာအစချီပြီးအမေနဲ့အဖေကိုရှင်းပြဖို့ကျွန်တော်အားယူလိုက်ပြင်မဲ့တကယ်တမ်းကျတော့ဟုတ်ရောက်တယ်အမေပတ်စံအလုံးအစ်တွေကြီးပဲဒါပေမဲ့အမေကနောက်တခါပို့ရင်အဟောင်းတွေပဲပို့တော့တစ်တစ်ဟောင်းဟောင်းတားကတုံးပြစ်တာပဲလေအိုးအဲ့လိုလဲဘယ်ဟုတ်မလဲအမေသားကမြို့ပေါ်မှာတထေးသားတွေနဲ့အတူကြောင်းတက်နေရတာ လူကြားတဲ့ပတ်စံအဟောင်းတွေသုံးရင်မျက်နှာငယ်မှာပေါ့အစ်စ်ပဲပို့မယ်။အဖေကလည်းအမေစကားကိုထောက်ခံတဲ့အနေနဲ့ခေါင်းတငိမ့်ငိမ့်လုပ်နေခဲ့တယ်။ကျောင်းပိတ်ရဲ့အချိန်သားပြန်လာပါမယ်အမေရဲ့။ကျောင်းပိတ်ရဲ့အချိန်သားပြန်လာပါမယ်ပြန်လာပါမယ်အမေရဲ့။ကျွန်တော်အယူတယောက်လိုရွတ်ဆိုပြီးအမေနဲ့အဖေကိုဖတ်လို့အားရပါးရငိုပြစ်တယ်။ကျွန်တော်ငိုတော့အမေကပါလိုက်ငိုတယ်။ဆရာဆရာ ဆရာစေကံပါဝါကလူနာခေါ်လိုက်တဲ့အတန်ကြောင့်အတိတ်ကိုရောက်နေတဲ့ကျွန်တော်အတွေးဆက်ပြတ်တောက်သွားတယ်အခုချိန်မှာကျွန်တော်ကဆရာဝန်ဖွဲ့ရပြီးရွာမှာပဲစေကံဖွင့်လို့ပတ်စံတွေရှာနိုင်ပါပြီဒါပေမဲ့အမေကတော့ကျွန်တော်နောက်ဆုံးနှစ်မှာပဲသွေးတိုးကြောင့်ဆုံးသွားခဲ့တယ်အမေဆုံးသွားတဲ့အချိန်အမေတစ်တာထဲမှာကျွန်တော်စီပို့ဖို့ပတ်စံအစ်ကလေးတွေတင်ထားတာတွေ့ခဲ့ရတယ်ကျွန်တော်လည်းအမေလိုပဲပတ်စံအစ်ကလေးတွေကြတိုင်းစုတက်နေပါပြီ။ အမေပတ်စံအစ်တွေစုခဲ့တာကကျွန်တော်စီပို့ပြီးပညာသင်စီဖို့ကျွန်တော်စုတာကတော့အဖေကိုလှုပ်ကြွေးပြူစုဖို့နဲ့အမေကိုရည်စူးပြီးကုသိုလ်ကောင်းမှုပြုလုပ်လှူဒန်းဖို့ပါပဲမဟီတီမဂ္ဂဇင်းစက်တင်ဘာလ2015ဟုတ်ကဲ့ပါရှင်ဆရာဟမ်ဆိုင်စီမန်းရဲ့အဆုံးအစံစီစဉ်ခဲ့တော့လဲဆိုတဲ့ဝိထုတို့လေးရတော့ဒီမှာပဲအဆုံးသက်သွားခဲ့ပါပြီရှင်နားဆင်အပိကကြသူအားလုံးကိုကျေးဇူးများရည်တင်ပါတယ်ရှင် cuma bikin jawasih.